ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတတိုးဝီရရဲ့တိမ်နေနေတဲ့အရာဆိုတဲ့ပြည့်မှန်ဇလန်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ဇလန်လေးကိုအခုပဲနားဆင်မယ်နော်။မိမမာယာတဲကူပြဆိုတဲ့စကားရဲ့မူရင်းအတိတ်ပဲဖွင့်ဆိုချက်ကိုတိတိပပနားမလည်ပေမဲ့တာမန်အားဖြင့်နားလည်ထားတာကတော့မိမတွေဟာမာယာများတွေပေါ့။ ဒါဆိုရင်ယောက်ျားတွေမှာတော့မာယာမရှိဘူးလားဟိုင်းဘာတူလဲကိုပါခမပါဘူးလားပြောတတ်တယ်နော်ဖဆက်ပါတော့နာမည်ဘလို့ခေါ်လဲသိဘူးနာမည်ကြီးကမသိဘူးဟုတ်လားဒီနာမည်မျိုးလူပေါ်ရလာတွေကဒီတစ်ချိန်ပဲကြားဘူးသိတယ်မကြားဘူးရင်လည်းတိတိချာချာမှတ်မှတ်ထားပါမယ်ဆောင်းတဲ့စဉ်နာမည်လေးလိုအေးဆေးတည်နေတဲ့မိန်းကလေးတယောက် သူမရဲ့မိဘတွေကငွေကြေးအသင့်တင့်ရှိပြီးတော့တူရီတော်သမီးဖြစ်လေတော့အရာရာကိုစီးကဲ့နဲ့အလိုလိုက်ကသမီးဖြစ်သူကိုလည်းပညာတတ်ပွဲရတယောက်ဖြစ်စေချင်တယ်။ဒီတော့ငယ်စဉ်ကစပြီးမိခင်ဖြစ်သူကအနီးကဆုံးမထားတော့ပုံသွင်းခံထားရတဲ့ဖယောင်းရုပ်လိုပဲအရာရာဟာအချိုးအစားညီနေတယ်။အပေါင်းတင်းဆိုရင်လည်းဘသူနဲ့ပေါင်းဘသူကိုရှောင်ဆိုတဲ့အတွက်စောင်းတဲ့ချိန်မှာမိတ်ဆွေအပေါင်းတင်းရှာပါတဲ့အတွက်အိမ်နဲ့เจ้าကလွယ်ပြီးတော့ အပင်ဘဟုတုတ္တဆိုတာရှားပါခဲ့တယ်။အေးစီးပြီးတော့ညာရီကအတင့်တင့်သားရှိတော့ပညာရေးမှလည်းတိပိမထူးချင်ပေမဲ့သူတို့ကြောင့်မှတော့တခါတလေဝမ်းတူတန်အတွင်းကိုရောက်တဲ့အခါရှိတယ်။ကိုယ်နဲ့အတိမအောင်မရှိပညာရေးစနစ်နဲ့ကျူရှင်အထက်ကထားတဲ့မြမပညာရေးလောကမှာတော့သူမဟာ၁၀တန်းရောက်ခဲ့တယ်။သူမတက္ကသိုလ်ဝန်ထမ်းတက်တော့မြမနိုင်ငံမှာဖုန်းတွေကခင်စားနေပြီ။ကမ္ဘာပေါ်မှာဖုန်းဆိုတာလူတိုင်းကန်တွဲလို့ရတဲ့အရာဆိုတာကို မြန်မာနိုင်ငံကလည်းပြောဖို့နောက်ဆုံးလက်ကျန်နိုင်ငံပြောရရင်တော့ဖုန်းနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားတွေအဖို့အထူးဆန်းဖြစ်နေစေကာလကဘာပေါ်မှာတော့ဖုန်းကိုစိတ်ဝင်စားမှုမရှိတော့တဲ့ကာလပေါ့ဒီလိုအချိန်ဆိုတော့လူငယ်တွေရောလူကြီးတွေပါဖုန်းမြန်မာနိုင်ငံသားတွေအဖို့ဖုန်းဆိုတာစကားပြောဖို့တခုတည်းရတာမဟုတ်ဘူး Facebook သုံးလို့ရတယ် Internet ကြည့်လို့ရတယ်လို့ခံယူထားတဲ့ရှက်ရှက်ပါပါကဘာလက်ကျန်မျိုးနွယ်စုအထူးသဖြင့် လူငယ်တွေက Facebook နဲ့ချက်ကြတယ်။ဖုန်းတစ်လုံးနဲ့တငယ်ချင်းတွေတူချစ်သူတွေဖြင့်ဆဲဆိုရန်ပြင်ဆင်တဲ့ခန်းစားချက်အစ်စ်တွေကိုစိတ်ဝင်စားလာကြတယ်။လမ်းပေါ်မှာကြည့်မလားအိမ်ထဲမှာကြည့်မလားကားပေါ်မှာကြည့်မလားကြိုက်တဲ့နေရာကိုကြည့်လိုက်ကျုပ်ကထုတ်တဲ့ဟန်ဆန်နဲ့အလုပ်တွေရှုပ်နေကြတယ်။တကယ်တမ်းအဖြစ်တော့အရှုပ်တွေလုပ်နေကြတာပါ။ဒါကိုလည်းစောင်းတစင်ကစိတ်ဝင်စားတယ်။သူမလည်းလူငယ်တစ်ယောက်ကိုဒါပေမဲ့သူမမိဘတွေကခွင့်မပြုဘူး။စာမလို့ဖြစ်မှာကိုကြောက်လို့တယ်။ ။အကြောင်းပြချက်ကတော့ဖုံးဝယ်ပြီးဂိမ်းဆော့မာကိုကြောက်တာကိုသူတို့တောင်မှကီးပတ်တွေပဲအသုံးပြုတာ။ဒါပေမဲ့တက္ကသိုလ်ဝန်ထမ်းဖြစ်ပြီးရင်တော့ဝယ်ပေးမယ်လို့ကတိပြုထားတယ်။ဒီကြားထဲစာကြိုးစားဆိုပြီးတော့သူမနဲ့အပေးယူလို့တယ်။နှုတ်ဦးနှစ်ဖက်အဆင်ပြေတယ်။ဒီလိုနဲ့တက္ကသိုလ်ဝန်ထမ်းစာမေးမွဲပြီးတော့ဟာဝေးဟန်ဆက်အကြီးတလုံးနဲ့စင်ကဝယ်ပေးလိုက်တယ်။အပြင်ကိုမထွက်တော့ဘူးဆိုပြီးတော့မိဘတွေကသဘောကျတယ်။ဆောင်းစင်ကလည်းအချိန်ပြည့်ဖုံးတလုံးနဲ့မို့မိဘတွေကဂိမ်းကြီးပဲဆော့မနေနဲ့ မျက်လုံးတွေထိခိုက်အောင်မယ်လို့ပဲတားယူရတဲ့အထီးပဲ။သူမကိန်းစော်နေတယ်ပေါ့။ဘာတူလဲ။ဆောင်းတစင်မှာမနောက်ပါနဲ့။မနောက်ပါဘူး။ဘေးအော်ကြီး။ဘာလို့ပြောတာလဲ။မိန်းကလေးလာယောက်ျားလေးလား။အသေးချပြောပါ။သူကယောက်ျားလေး။ပုံတင်ထားရလေ။အဲ့အမှန်လား။အမှန်ပေါ့ရှင်။ဘဲရလဲ။မုံရွာကအာအဝေးကြီးပဲ။သူကရင်ကုန်က တငယ်ချင်းဖြစ်ခင်းလို့ရလားတိဘူးလေအသက်ဘလောက်ရှိပြီလဲဘာလို့ဖို့လဲမတ်ပုံတင်လုပ်ပေးဖို့တကယ်လားမယုံရင်ပုံမီမတ်ရှောက်ပြောတယ်ရှောက်မပြောပါဘူးထိုင်ပြီးပြောတာပါအေးထွန်းအသက်ကတော့29နှစ်ဆယ်တန်းတစ်ခါကြာပြီးကလေးကပညာရေးကိစ္စကို အပီးတိုင်လန်းခွဲခဲ့သူတယောက်ဘောလုံးပွဲလောင်းနေအရက်တောက်တယ်ရေးစားထားတယ်အလောက်ကအတီးတကြမရှိဘူး စကားပြောကောင်းပြီးတော့ရုပ်ချော်တယ်။မြန်မာနိုင်ငံမှာဖုန်းတွေခင်မစားခင်ကလေးကအင်တာနက်ဆိုင်မှာချက်တင်ထိုင်ပြီးတော့နှစ်ထဲကဖားရှာသူတယောက်ပြောရရင်တော့ကိုကျင့်တရားမကောင်းတဲ့သူ။ဒါပေမဲ့မိန်းကလေးအများစုကသူ့ကိုသဘောကျတယ်။တိုးတော့အေးထွန်းကမိန်းကလေးတိုင်းကိုစိတ်ဝင်စားဘူး။သူ့အတွက်ငွေရေးချေးရေးအဆင်ပြေမှာစိတ်ဝင်စားတာ။ဒီနေ့တော့ဝုံရွာဘက်ကတငယ်ချင်းတယောက်ကဖုန်းလေးဝယ်ထားတော့ ွားစရာမင်းကလေးတငယ်ချင်းဖုန်းနံပါတ်တွေလမ်းတောင်းတော့သူကပေးလိုက်တယ်။ပြီးတော့အနုလေးတွေမရှိဘူးလား။တယောက်တော့ရှိရဲ။တေးချလား။တေးချတယ်။သူ့နာမည်ကစောင်းတစင်နဲ့သူနဲ့ပတ်သက်တဲ့ data တွေကိုရသလောက်လိုချင်တယ်။တငယ်ချင်းဖြစ်သူကသဘောယူနဲ့စောင်းတစင်ရဲ့ biography အကျဉ်းကိုဖွင့်ပြတယ်။ကောင်းပြီလေ။ငါလို့ရှားကြည့်မယ်။မင်းနဲ့ရောတည်လား။ငါနဲ့မတည်ဘူး။ငါ့ကိုလည်းသူများပြောတာ။ဒီလိုနဲ့ မြင့်မြတ်ခြင်းရဲရင်ခြင်းတည်ကြည်ခြင်းတီးခတ်နိုင်ခြင်းဝေဖန်ပန်းချတတ်ခြင်းဥစ္စာစီမံခန့်ခွဲတတ်ခြင်းဆိုတဲ့ယောက်ျားကောင်တယောက်မှရှိသင့်တဲ့အရေးချင်းတွေချွတ်တဲ့နေတဲ့အေထွန်းနဲ့အညာသူလေးစောင်းတစဉ်လိုရဲ့ဇလန်ကစားခဲ့တယ်။ကြားနဲ့စဉ်လေပြင်းမှာတွေ့ရင်ကြည့်လို့ကောင်းနိုင်ပြီမဲ့။တမင်နဲ့ကြားတွေ့တာကတော့ဘလို့မှကြည့်မကောင်းဘူး။ဒီလိုဗျ။အပြင်မှာတွေ့ချင်တဲ့ညီမလေးဟာတမင်မရန်ကုန်မလာတတ်တာ။ကိုမွန်ရွာကိုလာခဲ့ရမလား။လာခဲ့လေ လာတာဟုတ်တယ်။မုံရွာမှာကအတိတ်တယောက်မှမရှိဘူး။ပြီးတော့တခါမှလည်းမရောက်ဘူး။ဟိုရောက်လို့ညီမလေးကစဉ်းစားရင်ဘယ်လိုလုပ်မလဲ။ညီမလေးဘက်ကစိတ်ချပါ။တေးကြလား။တေးကြတာပေါ့။ကိုသာညီမကိုတေးလို့ရုပ်ဆိုးမှဆိုပြီးတော့နောက်မခေါ်တော့မှဘူးပဲကြောက်တာ။ညီမလေးဘလောက်ပဲရုပ်ဆိုးပါစေ။ကိုကတော့တသက်မှတယောက်ဆိုတော့လုံးဝမေ့လို့ရမှာမဟုတ်ဘူး။ညီမလည်းကို့လိုပါပဲ။ဒါနဲ့ညီမလေး ကိုလိုက်တက်ခုခံမှာပဲတင်းရမှာညီမလေးနဲ့လည်းအဆင်ပြေအောင်လူရှိနဲ့တက်ခုခံရှိလားဘလို့ဒီလိုလေမုံရမကကို့ကိုတီးတဲ့သူဘယ်သူမှမရှိဘူးညီမလေးကိုတော့တချို့ကတီးတယ်ဒီတော့ကိုနဲ့လာတွေ့ရင်ညီမလေးပတ်ဝန်းကျင်ကလူတွေမတွေ့နိုင်တဲ့တက်ခုခံရှိလားလို့ပါအဲ့ဒါယူတော့မသိဘူးဒါပေမဲ့မနေ့ပြန်ကြရင်ဆိုင်ကနေလက်ကြည့်ထားမယ်လေကောင်းတယ်ဒါဆိုဖုံးချလိုက်တော့မယ်နော် မြမလေးကကိုတွေးကြည့်ထားတဲ့တောင်ပူလာနေသေးတယ်။ဟုတ်။ဆောင်းတစဉ်တယောက်တစဉ်ယောက်ျားလေးတယောက်နဲ့ပထမဆုံးအခန်းတစ်ခုတင်မှာတွေ့ရတဲ့အတွက်ရင်ခုန်တန်တွေအရင်မြင်မာနေလို့စကားတန်တွေကတိတ်ဆိတ်နေတယ်။စကားပြောအောင်လေကွာ။ဘာပြောရမှာလဲ။သူမအတန်ကတူလျာလွန်းနေ။တဲခုကနေကအခန်းတွင်းမှာဆူဝေမဲ့လဲအေးထွေးရဲ့လက်ချီတွေကတင်းငိမ့်လွန်းပါတယ်ဒါဟာ ငကြောကိုမကြိုက်တဲ့ကြောင့်တော့မဟုတ်ရှိဖို့ပြေဖို့နောက်ဆုံးနေတဲ့ချီလန်းနေဆိုတာကိုတော့စောင်းသစင်မသိကိုနဲ့တွေ့ရတာဝမ်းမတဘူးလားဝမ်းတာပါတယ်ဖုန်းထဲမှာသာရင်းနေပြီးအပြင်မှာမတွေ့ဘူးတဲ့အတွက်တွေ့တွေ့ချင်းစိုးရိမ်နေတာကိုသိတဲ့အေးထုံကလည်းစောင်းသစင်စိတ်လက်ပေါ်ပါစီမဲ့စကလုံးတချို့နဲ့အစားထိုးတယ်ညီမလေးကိုတွေ့ချင်းစဲတခုနဲ့လာခဲ့ရတာခီးကတော့ပင်မန်းတာဒါဆိုအနားယူလေမနေ့ပြန်လာခဲ့ဦးမလားဟုတ် လာကနီဖုံးစင်နော် သူမကောင်ကိုအตาရညိပ်ပြခဲ့တယ်ဒါဆိုပြန်တော့နော်ကြာရင်အိမ်ကစိတ်ပူနေမယ်စားသခြင်းကအခန်းဝကိုခြေဦးလဲတယ်လက်ကတကားကိုဖွင့်ကနေမှာညီမလေးနှုတ်ညက်နဲ့လေးတန်းနဲ့ခေါ်ပြီးတော့သူမရဲ့နဖူးလေးကိုဖွပွားလေးနဲ့ပြီးညီမလေးကိုအခန်းမရောက်တာနဲ့စပြီးတတိယနေမယ်နော်အဲ့ဒီစကားတစ်ခုနဲ့အနန်းတပွင့်ကစောင်းတစင်တယောက်မိဘတွေကိုလိန်ညာပြီးတော့ အေးထွန်းနဲ့တွေ့ခွင့်ရအောင်အကျန်စီတွေဖော်ဆောင်မှုအားတစ်ခုပဲ။နောက်ရက်တွေမှာတော့အေးထွန်းရဲ့ရင်ခွင်အတွင်မှာစောင်းတစင်တယောက်ဟာပြိုကျပျက်စီးတိတ်ဆိတ်မှု လုံခြုံမှုစိတ်ကွယ်အသွေးအသားအတွင်ကလောင်တဲ့မိတောင်များမာယာထောင်းချောက်များမသိနားမလည်ခြင်းများ စနစ်တကျပင်စင်မှုတွေကြမှာစောင်းတစင်တယောက်ဟာယေရှုမရောက်အောင်ပျော်ပါခဲ့တယ်။ညီမလေးရှင်ကိုတော့ညီမလေးနဲ့မခွဲနိုင်တော့ဘူးကွာ။ မြမလေးလည်းကိုနဲ့ထပ်တူပဲမြမလေးမိဘတွေကကိုနဲ့ဆိုသဘောတူပါမလားအေးချွန်းရဲ့စကားတန်ကစောင်းတစင်ရဲ့ရင်နှင်းကိုမုံတိုင်းတက်တယ်လို့ဝင်မွေသွားတယ်တက္ကသိုလ်ဝန်ထမ်းဖြစ်ပြီးတော့မိန်းကလေးတယောက်နဲ့ရန်ကုန်ကလို့သာတည်ထားတဲ့တစင်ယောက်ျားလေးတူကိုအချင်းလမယားအဖြစ်ပေါင်းတင်ထားဖို့ဖယ်နီးလန်းကမှမဖြစ်နိုင်ဘူးဆိုတာကိုတော့သူမှကောင်းကောင်းသိတယ်ခုကိုသဘောမတူနိုင်ဘူးဆိုတာသိကြတယ်ကိုကလည်းညီမလေးနဲ့မခွဲနိုင်တယ်လို့ယောက်ျားတယောက်အနေနဲ့လည်း တာဝန်မဲ့ရလို့ရကူမလုပ်နိုင်ဘူး။သူမက နားထောင်သူတက်တက်ဒီတော့ညီမလေးကိုနဲ့ရင်ကိုလိုက်ခဲ့။နောက်ကြမှာကိုမိဘတွေခေါ်ပြီးတော့ဒီမှာမင်္ဂလာဆောင်မယ်နော်။ဒါပေမဲ့တခုတော့အခက်အခဲရှိတယ်။ဘာလဲ။ဘူကလာကနေကွန်ပျူတာဆိုင်ကိုပစ္စည်းတွေပဲပေးခဲ့ရတော့ငွေကလက်လွန်နေတယ်။အခုညီမလေးစီလာရတာကလည်းကုန်သွားတယ်လေ။ရကြရတွေတော့ရှိပါတယ်။ရှင်းလားဆိုရင်တော့အဆင်ပြေပါပြီ။ဒီကပြင်တော့ ညီမလေးကိုလည်းဟန်နီမူအဖြစ်ချောင်းသာကိုပို့ပေးဦးမယ်။အဲဒါတငယ်ချင်းတယောက်ထံမှာငွေချေးကြည့်ဦးမယ်။စကားဆုံးတော့ဆောင်းသင်းတယောက်အေးထွန်းရင်ခွေမှယုံထွက်ပြီးတော့ဘယ်တော့တောင်းလို့လဲကို20ကျော်ပါ။ညီမပစ္စည်းတွေယူလေ။ကိုအဲ့လိုဘယ်တော့မှမလုပ်ဘူး။အတူတူပဲဟာ။မယူချင်ပါဘူး။ယူပါ။အေးထွန်းရဲ့ကိုနေကိုဝင်နေတာဆောင်းသင်းတယောက်မသိ။သူမရဲ့ကောင်းတဲ့မှာတော့ အေထွန်းပြောသည်မစကားတိုင်းဟာအမှန်အတိုင်းပြင်နေတယ်။ဖဲနဲ့ရင်ကုန်သွားမှလဲ။တပည့်ခါလေး။ရင်ကုန်သွားမယ်မနေ့မှာစောင်းတစဉ်တယောက်တဲခုခံကိုရောက်လာတယ်။ရွှေသုံးချပ်သားရဲ့ငွေခုနှစ်သိန်းအေထွန်းကိုထုတ်ပေးတယ်။ဘာလုပ်ဖို့လဲ။အေထွန်းကလေးသိန်းမမာနဲ့ပြောတယ်။ခုခုနဲ့လိုက်ဖို့လေ။အင်ကယူလာတာ။မိမိဘာတွေသိလား။စောင်းတစဉ်ကခေါင်းခါတယ်။ဟာကွာ။ညီမလေးကိုကအားလုံးတောင်းဝန်ယူနိုင်ပါတယ်။ ဒါရီမလိုပါဘူး။တွားပြန်ပေးလိုက်တော့မဖြစ်ဘူး။အပြေးထွက်ခဲ့တာ။ဟာအေးထွန်းတယောက်စိတ်ပြတ်တယ်နဲ့ဒါဆိုရင်အဲ့ဒါတွေကိုအလုံးသိမ်းထား။ညီမလေးမိဘတွေကိုအတိပေးပြီးတော့ပြန်ပေးမယ်နော်။ကို့တဘောပဲ။ကဲညီမလေးလည်းမောလာတယ်။အေးတစ်ခွက်တောက်လိုက်အောင်။ကိုကားလည်းမဖြတ်လိုက်အောင်မယ်။ညကပဲဖြတ်မယ်။ဒါမှအဆင်ပြေပါလေ။သူမကတော့အေးအေးကိုကိုအောင်တောက်လို့ပေါ့။ဆောင်းတဲ့စင်အိပ်ပျော်သွားတာဘလောက်ကြာသွားတယ်မသိဘူး။ သူမနိုးလာတော့နာနဲ့ခုနှစ်နာရီခွဲခန့်ရှိပြီအခန်းတွင်းကိုကြည့်တော့အီထုမှုမတွေ့ရေအိမ်ဝင်နေတဲ့ထင်ပြီးတော့စက်မိန်နေလိုက်တယ်ခေါင်းထဲမှာလည်းညီစစီနဲ့ကို နိုင်ဝက်ခန့်ကြာပြီမဲ့လည်းအီထုမှုမတွေ့ဖုံးဆက်ကြည့်အောင်မေးစားစရာတောင်းဝယ်တာထင်တယ်အဲ့လိုဆိုပြီးတော့ဖုံးကိုရှာတော့မတွေ့အခန်းထဲမှာလည်းပစ္စည်းတွေအလုံးကဖွဲ့စည်းပုံကိုပြက်လို့ဖုံးကိုလိုက်ရှာတာလည်းမတွေ့ဒီထက်ထူးခြားတာကအီထုရဲ့ပစ္စည်းတွေပါပျောက်နေတယ် ဘာဖြစ်တာလဲသူမမျက်နှာအလေးမြန်တက်ပြီးတော့ငွေတော့ကိုကြည့်လိုက်တော့မတွေ့တဲခုကန်ကဝန်ထမ်းကိုမီးတော့မနေ့ညတဲ့ကအထုတ်တထုတ်နဲ့အပြေခဏသွားမယ်ဆိုပြီးထွက်သွားတာအခုထိပြန်လာတာမတွေ့သေးဘူးရှင်သူမတခုခုကိုစိုးရင်သွားတယ်ဖုန်းဆက်ချင်လို့ရပါတယ်ဆက်ပါအေးထွန်းဖုန်းကသူမရဲ့ဖုန်းနံပါတ်ပါနေပေမဲ့ဆက်ပိတ်ထားပါတယ်ဆိုတဲ့အဖြေစကားထည့်ပို့၍ထူးခြားတဲ့တုတ်ပြန်မှုကိုမရခဲ့အကြိမ်ပေါင်းများစွာတီးဖြစ်ပဲ နနေ့ခင်းမှညနေဆောင်အထိသူမအာဂုတကြီးနဲ့စောင့်မျှော်နေပေမယ့်အေးထွန်းကရောက်မလာခဲ့။ညရောက်တော့သူမတဲခူကန်ကနေထွက်ပြီးတော့တငယ်ချင်းတယောက်ထံကပတ်စံချီပြီးတော့တဲခူကန်ကပေးပြီးတော့အဲ့မှာတညာထမ်းဆောင်နေတယ်။ဆောင့်နေရင်ဆိုရင်အချိန်ဒီဟာပို့ပြီးကြာတတ်တာကိုသူမသိလိုက်ပေမယ့်အေးထွန်းကတော့ပြန်မရောက်လာတော့ဘူး။တချို့သောမိမတွေရဲ့မာယာကိုတဲနဲ့တင်စားရင် တချို့သောယောက်ျားတွေရဲ့မာယာကိုဘယ်လိုများတင်စားကြမလဲ။ တဲပွင့်နေဟာကဘာမြေပေါ်မှာများပြပြီးတော့ရေတွေကိုဆုပ်ယူတတ်တဲ့ဆိုရင်ယောက်ျားတွေရဲ့မာယာတိမ်တွေလိုများဖြစ်နေမလားတိမ်တွေကိုချီနှောင်ဖို့ကျိုးဆိုတာမရှိသလိုတိမ်တွေနေတဲ့အရာဆိုတာလေပရိသတ်များရှင်ဒီဇယ်လန်လေးကတော့စကိုင်းတိုင်းဒေတာကြီးမှာအဖြစ်ပြက်တစ်ခုကိုအခြေခံယူဖွက်ထားတာပဲဖြစ်ပါရဲ့ရှင်ဒီလိုဇလန်လေးတွေကိုအမြင်နာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင် ဇလန်အစ်တစ်တွေတင်တိုင်းအမျက်နှာဆင်နိုင်ဖို့အတွက်ကိုလည်းဘေးနားကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်